ကဲမင်္ဂလာပါနော်မင်္ဂလာပါဟယ်လိုမင်္ဂလာပါမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ချင်းဖိုက်တာဂျိုရှုဝါဗန်နဲ့ပတ်သက်ပြီးမှနည်းနည်းလေးကျွန်တော်ပြောသွားမှာဖြစ်ပါတယ်မိတ်ဆွေမိတ်ဆွေလည်းအားရချင်းနဲ့နေမယ်လို့ကျွန်တော်ထင်ပါတယ်အရင်မပြောဆက်ကောင်းပါတယ်မြန်မာနိုင်ငံမှာအာရှအထက်မှ၎င်းအခု1မှာတော့တို့မြန်မာနိုင်ငံသားအနေနဲ့တော်တော်များများလေးဝင်လာပြီဖြစ်တယ်နော်တော်တော်လေးဝင်လာပြီအာ ျွန်တော်ကဒီအားပေးမယ်ဆိုရင်ဒီမှာကြည့် buy people view ဆိုတဲ့နေရာမှာတွားရမှာဖြစ်တယ်တခြားနေရာမှာတွားမဝယ်နဲ့ဒီလိုသူပွဲရှိတဲ့ဟာကိုပဲကျွန်တော်ကဝယ်ရမှာဖြစ်တယ်ဒီမှာဒီမှာဒီလိုနှိပ်ပြီးဝယ်ရမှာဖြစ်ပါဒီမှာ website မှာတွားပြီးမှဒီမှာဒီလိုနှိပ်ပြီးဝယ်ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အိုးဒါကောလုံးအခုဂျွန်တို့ချက်တဲ့ ်ဖိုက်တာကြီးကဘာဖြစ်လဲဆိုရင်သူ ਨੇ တွေ့မဲ့လူပေါ့နော်အလန်စင်ထရာပက်ထရာပက်ထရာဂျာပေါ့နော်ပက်ထရာဂျာလို့ခေါ်တယ်နာမည်တော့ပီပီတတတော်မခေါ်နိုင်ပက်ထရာဂျာလို့ခေါ်တယ်အလန်စင်ထရာပက်ထရာဂျာဆိုပက်ထရာဂျာလို့ပဲပြောလိုက်သူကအာအရန်ကောင်းတဲ့လူတယောက်ဖြစ်တယ်ပြီးတော့သူ့ရဲ့အကောင်းချို့ကျွန်တော်ချက်ပြောမှဆိုရင်သူကထိတ်တောင်းမှကောင်းတယ်ထိတ်တောင်းမှကောင်းတယ်သူကထိတ်တောင်းမှကောင်းတယ်ပြီးတော့အာချုပ်တဲ့နေရာမှာကောင်းတယ် လက်တီကောင်းတယ်နော်ဆိုတော့အာဒီဂျိုရှွာဗန်ကနဲ့မဖိုက်ခင်မှာဒီဘရန်ဒိုရာကသူနဲ့အခုဂျိုရှွာဗန်နဲ့ဖိုက်မဲ့လူချန်ပီယံလက်ရှိချန်ပီယံနဲ့သူနဲ့ဟောဖြစ်သွားပြီအာလက်ရှိချန်ပီယံနဲ့သူနဲ့အာနှခါဖိုက်ပြီးသွားပြီနှခါထိုးတယ်နှခါထိုးတဲ့အချိန်မှာနှခါစလုံးကတော့ ဒီ brando ကရှုံးနေတာဖြစ်တယ်ဆိုတော့ဟိုကောင်ကကျွန်တော်သူ့ပွဲကိုကြည့်တာ၄ပွဲ၅ပွဲတော့ကြည့်ပြီးသွားပြီမနေ့ကကြည့်တဲ့ချိန်မှာ YouTube မှာပေါ့နော်ဆိုတော့ဟိုကောင်ကထိတ်ထောင်ရကောင်းတယ်ချုပ်တာကောင်းတယ်ချုပ်တာကောင်းတယ်ဒီလိုမထိုးဘဲနဲ့ဒီလိုချုပ်လာတာကောင်းတယ်ဆိုတော့ Joshua Van နေနဲ့ဒီ brando ကိုကန်တဲ့ပုံစံမျိုးနဲ့ပဲတိုးလာတဲ့ချိန်မှာသူ့ခြေရောက်ကန်တဲ့ပုံစံနဲ့ပေါ့နော်အဲ့တော့ခြေရောက်ဘေးကန်ကန်ကန်တဲ့ဟာမျိုးတာ တုတ်သွားမယ်ဆိုတော့နိုင်တဲ့အဟောအချင်းနေတော့ comment တွေနဲ့ကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးကျွန်တော်ကြည့်ရတာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အမြင်ကိုပြောပြတာကျွန်တော်ကျွန်တော် Joshua fighter ဟာကိုကျွန်တော်ကြည့်ချင်းအဖေ तू က take down တိတ်မလုပ်ဘူးနော်လွန်ခဲ့တဲ့ပွဲမှာလည်း तू ကလုံးဝ take down မလုပ်ဘူး stand fight နဲ့ပဲ fight သွားတာဒါကြောင့် UFC မှာ top 10ဆင်းထဲမှာဝင်သွားတာဖြစ်တယ်ဆန်ချီတင်ဆင်းထဲမှာဝင်သွားတယ်ပြီးတော့ဆန်ချီတင်ဆင်းထဲမှာဝင်သွားတယ်ပြီးတော့သူ့ကို သူတို့ညောင်ကိုတယောက်စီ bonus 9000စီရတာဖြစ်တယ်အကောင်းဆုံးပွဲထဲမှာဝင်သွားလို့ UFC ရဲ့ history မှာဝင်သွားတော့ကြောင်းเนาะအကောင်းဆုံးထဲမှာဝင်သွားတော့ကြောင်းကျွန်တော်တို့ကသူကအာတယောက်တယောက်9000စီရတာဖြစ်တယ်ဆိုတော့ဒီမှာကြည့်မြန်မာเนาะမြန်မာเนาะ USA လို့မလုပ်တာအောင်မြန်မာဆိုတော့ကိုစားပြုတ်ပြောချင်တာပြောဘာလုပ်ပစ်တယ်လဲဆိုရင် तू အာ तू ကဒီ အလက်စထရာပက်ထရာဂျာကသူနိုင်သွားတဲ့သူရဲ့စကပောက်ကကွယ်ပွဲမှာသူပြန်လဲတခါကကွယ်နိုင်ခဲ့တဲ့ချိန်မှာ face all လုပ်တဲ့ချိန်မှာ Josh Robin ရဲ့ဆံကမှုနေလို့တွေ့ပါပါအရင်ဆံကနေတဲ့အရင်တက်ကြွနေတယ်ကျွန်တော်ဖြစ်ဖြစ်နိုင်တော့ကနောက်တလထိုးဆိုရဲသူကထိုးမှာနောက်နှစ်ပတ်သုံးပတ်လောက်ဆိုရင်လေးပတ်လောက်မင်းပြန်ထိုးဆိုဒီကောင်ထိုးမှာ နပတ်တော့ပါလေလေးလေးပါတော့ဆိုရင်ပြန်ထိုးတော့ဆိုရင်သူပြန်ထိုးမှာဒါပေမဲ့ဒီဒီခါတော့သူကနပတ်၃ပါးလောက်ထိုးလို့ပြန်ထိုးလို့ရမှာမဟုတ်ဒါပေမဲ့ထိုးရတော့သူထိုးမှာဒါပေမဲ့ထိုးလို့ရမှာမဟုတ်ကျွန်တော် channel သူကနားလေးတွေကအနည်းဆုံး၃လ၄လ၅လ၃လတော့အနည်းဆုံးတော့ယူရမှာထင်တယ်ပြီးတော့နောက်တစ်ခုပြောပြမိချင်တာကတော့သူကဟိုထိုးတဲ့ Alexandra Petrangia ကပြောတာကဘာဖြစ်လဲဆိုရင်အာဒီကလေးကကောင်းတယ်သူကအာ တော့လောကအာဟောစံငတ်တဲ့ကလေးတယောက်ဖြစ်တယ်အရင်စံငတ်တဲ့လူတယောက်ဖြစ်တယ်သူနဲ့ကျွန်တော်ထိုးမယ်ဆိုပြီးမှတော့လက်ခံလိုက်တာဖြစ်ပါတယ်လက်ခံလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဝိုးလာမပွေတော့ရန်စိတ်ဝင်စားစရာကောင်းပါပါပြီးတော့နောက်တစ်ခုပါပြောပြချင်လဲဆိုရင်အာဒီဒီပွဲမှာပေါ့နော်317ပွဲမှာ Joshua Van က ဘလောက်ရတယ်လို့မေ့ရှုလို့ထင်တယ်။အရင်ပွဲကတော့တသိန်း꽌ပေးတယ်။ဂျန်နဲ့ဘာညာအကြောင်းညာဘာညာနဲ့ဆိုပေါင်းလိုက်မစွင်ဟွာလောက်ပေါက်တယ်။နှစ်သိန်းနီးပါးလောက်သူပေါက်တယ်။ဒီတစ်ခါကတော့နှစ်သိန်း3000ဘောနပ်အပါဝင်နှစ်သိန်း3000ရတာဖြစ်ပါတယ်။တကယ်တော့သူကချန်ပီယံကပတ်ကိုဆက်ခွက်ကိုရသွားပြီ။ပြီးတော့ချန်ချန်ပီယံသာဖြစ်သွားမယ်ဆိုရင်သူ့ရဲ့ထိုးကြေးကတော့အနည်းဆုံးတော့ အာနှစ်သိန်းထက်တော့ဖြစ်သွားမှာဖြစ်ပါတယ်နှစ်သိန်းဒေါ်လာနှစ်သိန်းထက်တော့သူဖြစ်သွားမယ်ပြီးတော့ bonus ပါရညာနေနဲ့ဆိုရင်တော့၄၅သိန်းလောက်တော့သူဖြစ်လည်းဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီထဲမှာ၄၅သိန်း1 million လောက်ဖြစ်သွားဖို့အတွက်ကဘာလိုအပ်တယ်လဲဆိုရင်ကျွန်တော်မြန် US နိုင်ငံမှာရှိတဲ့မြန်မာပြည်သားတွေဒီအခုနကျွန်တော်ပြောတဲ့ဒီ buy paper view ဒီမှာ buy paper view ဆိုတာရှိတယ်အဲ့ဒါမှကျွန်တော်တို့သူ့ပွဲမှာဆိုရင်မျိုးပေါ်ရတဲ့ဂျင်ဟောတာနှိပ်ပြီးကျွန်တော်တို့ကဝယ်ပြီးမှကြည်ပေးဖို့လည်းကျွန်တော်လိုအပ်တယ် ပွဲထဲမှာကြည့်ရလို့တော့ကြည့်မယ်ပွဲထဲမှာမတော်နေလို့ကကျွန်တော်ဒီ online ကဒီလိုသူ့ပွဲကိုကြည့်ပေးဖို့လိုအပ်မယ်တော့သူ့ပွဲကိုမြင်မြန်ကြည့်လေလေသူ့ရဲ့ဝင်ဝင်မြင်မြန်ကောင်းလေလေဖြစ်ပါတယ်သူလည်းမြင်မြန်ရမှာဖြစ်ပါတယ်အာနောက်တစ်ခုကပါလဲဆိုရင် तू ကပွဲပြီးသွားတဲ့ချိန်မှာမြို့သမီးကသူ့ interview လုပ်တဲ့ချိန်မှာသူ့ကို interview လုပ်တယ် interview လုပ်တဲ့ချိန်မှာသူ့ကိုဘေးရသဘူးပေးတယ်ရပ်ပြန်မနေပြီပေါ့တော့ပတ်လေးအချိန်ယူပြီးမှထိုးတယ်အခုလည်းနိုင်မအောင်လို့ဆွဲဆောင်နေတဲ့တွဲမလို့ အရန်ကြိုးကြောင်ဖျက်ဖျက်မယ်နော်တယောက်တလေပဲပြောနေအောင်မော်နော် UFC ထဲမှာ fighter တွေတော့မှသူ့ကိုတော်တော်လေးချင်းမြောက်နေတာဟာဒီကလေးကသုံးပတ်ပဲချိန်ရတယ်ဒါတော့မှသူတလောက်အားရှိပြီးထိုးနိုင်တယ်ဆိုရင်အားလုံးကအော်အော်နေတာဖြစ်ပါတယ်အခု US UFC လောကထဲမှာမြန်မာနိုင်ငံကိုတော်တော်လေးတော့တိလာပြီမြန်မာနိုင်ငံကိုတော်တော်လေးတော့တိလာပြီနောက်တစ်ခုကဘာလဲဆိုရင် तू तू ထိုးမဲ့အာလက်ဆန်ထရာ လန်ဆန်ဒရာပက်ထရာကသူ့နဲ့အရက်ညီတယ်အရက်တူတယ်အရက်မောင်းတူတူပဲဆိုတော့ဒီတခါသူ့ရဲ့လက်တီးကိုတော့ဘောက်နဲ့ဘောက်နဲ့တော့ရောက်သွားနိုင်မယ့်အနေအထားမျိုးရှိသွားမယ်ပုံမှန်ပေါ့လက်တံမရှိဘူးလက်လက်တံအရက်တူတယ်ပိုးစောတူတယ်ဆိုတော့ကျွန်တော်ထင်တာကတော့လောကဒီပွဲကလည်းလာမဲ့ပွဲလည်းပွဲကြီးပွဲကောင်းဖြစ်မယ်ပွဲကြီးပွဲကတော့ပွဲဖြစ်မယ်သူကအာပြီးတော့တော့ခုစိတ်ဝင်စားစရာကောင်းတာကဘာလဲဆိုရင်အခု သူ့ကိုတကယ်တမ်းသူကချန်ပီယံကပတ်ကိုဒီအနှစ်အတွင်းမှာလွတ်ပိုင်ခွင့်ရှိသွားမယ်ဆိုရင်ပွဲဖြစ်သွားမယ်ဆိုပေါ့နော်ပွဲဖြစ်သွားမယ်ဆိုတော့အသက်ငယ်ဆုံးတော့ချန်ပီယံကိုစေခွန်ခွင့်ရတဲ့လူဖြစ်သွားမှာဖြစ်တယ်အာလာလာလာသူသူချက်ချမ်းပဲနော်အသက်ငယ်ဆုံးတော့ UFC ရဲ့လောကထဲမှာအသက်ငယ်ဆုံး wow ဘလောက်တိစိတ်ဝင်စားဒါတွေတမိုင်းတွင်တော့မှာဒါတွေတမိုင်းတွင်တော့မှာဆိုတော့သူ့ရဲ့ဒီ UFC ဥက္ကဋ္ဌကိုတိုင်ကလည်း သူ့ကိုချင်းမြောက်နေတယ်သူ့ကိုချီးကျူးနေတယ်သူလုံနိုင်တာကိုသူကအမတမအားရနေတာဖြစ်တယ်တချို့ကမေးတယ်အာရက်ကင်းဆန်းနေလောက်မှာရှိရလူကတစ်မှာရှိရလူတော့ထိုးခိုင်းတာနစ်မှာဟိုကပေါ့အာဘရန်ဒိုကိုတော့ထိုးခိုင်းတာတော့မတရားဘူးပါညာမတရားဘူးပြောတာပေါ့နော်မတရားဘူးပါညာပြောတာပေါ့ဒါပေမဲ့ဒီကလေးရဲ့အာစွမ်းဆောင်ရင်ねဒီကလေးရဲ့လှုပ်ရှားပုံဒီကလေးလုံနိုင်စွမ်းပုံခင်ဗျာချစ်ချင်းအဖေ့ ဒါတရားမတရားလားဆိုတော့ဒီပွဲပြီးသွားတဲ့ချိန်တော့အလုံးတိမှာပဲတိတယ်တိတယ်မလားလို့သူတို့ပြောနာဖြစ်ပါတယ်ဒါကြောင့်သူ့ကိုလုံနိုင်ဆောင်ရဲ့သူ့ရဲ့စူးစမ်းစူးစမ်းသူ့ရဲ့စူးစမ်းခဲ့တဲ့အကျိုးနဲ့လုံနိုင်ဆောင်ကိုသူကဥက္ကဋ္ဌကြီးကတိမှာပြုလိုက်တာဖြစ်ပါတယ်မိတ်ဆွေနောက်တစ်ခုပြောချင်တာကဘီယာတဘူးပေးတယ်ကွာဆက်ပြီးကျွန်တော်ပြောတော့မယ်အေးဘီယာကိုမိတ်ဆွေဝယ်လိုက်သီးလားနောက်ကျရင်သူကလို့ brand နဲ့ကိုင်လာ brand name နဲ့ကိုင်လာမယ် သူ့ဝက်လို့ကြော်ညာမှုလေးလောက်လာတဲ့အချိန်ကျိုးတော့ရှိရှိမရှိရှိတွားပေးဖို့ဖြစ်ချင်တော့အဲ့ကြော်ညာတဲ့ဒီဘီယံတပူဖောက်ပြီးပြလိုက်တဲ့ဘီယံကအချွေမို့ပဲနဲ့ဘီယံဖြစ်နေလားခက်တာကကျွန်တော်ဘီယံမတောက်တော့ဘီယံမတောက်တော့ကျွန်တော်ဘာလုပ်လဲဘီယံဘူးဝယ်ပြီးမှကျွန်တော်ဘာလုပ်လဲဆိုရင်တုံပလိုက်တာနဲ့အောင်ပေးတယ်မှမတောက်ဘူးဆိုတော့ဟာကျွန်တော်ကျွန်တော်အဲ့ဘီယံဘူးဖောက်ပြီးပြစ်ပလိုက်တာဖောက်ပြီးမှဘာလဲတုံချပလိုက်တာဆိုတော့တောက်တာမတောက်တာပဲဖြစ်ဖြစ်ကျွန်တော်ကဘာလုပ်ဖို့လိုတယ်လဲဆိုရင် သူကြော်ညာလိုက်တဲ့ဟာကိုဝယ်ပေးဖို့လိုတယ်ဒါကကျွန်တို့ရဲ့လူမျိုးမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့သူ့ကိုပတ်ပို့ပေးတာဖြစ်တယ်အခုနောက်နောက်တစ်ခုပြောမယ်ဆိုဒီ buy PP view ဆိုရဒီနားလေးကိုနေပြီးမှသူ့ရဲ့ online ကနေကြီးတဲ့ဟာလေးတွေအားပေးဖို့ဒါတွေကျွန်တော်တို့အမတမလို့အနာဖြစ်ပါတယ်ဆိုတော့ကျေးဇူးပြု၍ကျွန်တော် celebrity သူ့ဝိုင်းကူညီအောင်ကျေးဇူးပြုကျွန်တော်ပတ်ပို့အောင် USA မှာမြန်မာပြည်သား2000နီးပါးလောက်ရှိရှိမှာပါခုလောက်ဆိုရင်2000နီးပါးလောက်ရှိမှာဒီလူတွေအားလုံးသူ့ပတ်ပို့မယ်ဆိုရင်တော့ အကောင်းဆုံးတော့ဂျင်းဒီတခုတော့သူဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့သူအားဖြင့်မြန်မာနိုင်ငံသူအားဖြင့် speak speak out အများကြီးလုပ်နိုင်တယ်သူရဲ့ speak out ကတော့ကိုယ့်အတွက်အကျိုးအများကြီးရှိနိုင်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာက UFC နိုင်ငံမှာ US နိုင်ငံမှာဒါမျိုးလူတယောက်ကမြန်မာပြည်သားတယောက်နေနဲ့ယက်တီနိုင်တယ်ဆိုတာကအမှန်တမ်းစိတ်လုံးဆက်ရှာကောင်းပါတယ်အမှန်တမ်းပျော်ရွှင်ကောင်းတယ်ကိုယ်မျိုးကိုယ်လူမျိုးမဟုတ်တော့မှလည်းအရင်မဲ့ပျော်ရွှင်ကောင်းတယ် USA နိုင်ငံတလောက်နာမည်ကြီးနေတဲ့ဒီဒီလောက်အကစားနာမည်ကြီးတဲ့ဒီထဲမှာမြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီလိုပါလာတာဟာအရန်အားရတဲ့ဒါကြောင့် celebration တကူကိုကိုညီရအောင်ပတ်ပိုးရအောင်တစ်ဖက်တစ်လမ်းကနေဘယ်လိုကိုညီရမလဲဆိုရင်ကိုညီနဲ့ကျွန်တော်တို့ပြောရင်းနဲ့ညီကိုချုပ်ချင်ပါတယ်မိတ်ဆွေရဲ့အမြင်ကလည်းဘယ်လိုဘေးကနေပတ်ပိုးကိုညီသွားမလဲဘယ်လိုဘယ်လိုလုပ်ပြီးနေလဲဆိုရင်လည်း comment ထဲမှာရေးသွားနိုင်ပါတယ်အာဒီ channel youtube channel ကိုလည်း subscribe လုပ်ပေးသားဖို့မိတ်ဆွေတို့တိုက်တိုက်တွန်းချင်တယ် အာ follow တွေလောက်ထား subscribe တွေလောက်ထား notification တွေလောက်ထား subscribe မှာမရှိလို့တွေလူရှိလေမင်းစီတို့ share လို့ပြပြရှိ subscribe လို့ပဲချမ်းပြီအာအကူညီကြပါဘာကြောင့်လဲဆိုရင်ဒီ channel ကကြီးပွားလာမယ်ကြီးလာမယ်ဆိုအများကြီးဖြစ်လာမယ်အာဝင်ငွေလေးရှိလာမယ်ဆိုရင်တော့ကျွန်တော်ဘာလုပ်ဖို့ရှိလဲဆိုရင်အများအတွက်အကျိုးရှိအောင်လုပ်သွေးမယ်အာရှိဖို့လုပ်မယ်အာဘာလုပ်မလဲဆိုရင်အာ consignment တွေလုပ်ပေးမယ်ပြီးတော့ အဲ့ရတဲ့ဝင်ကောင်ကနေကျွန်တော်တို့စီးပွားရေးလုပ်ပြီးမှအများပိုင်ပုံစံနဲ့ပေါ့ကျွန်တော်တို့အာလုတ်တော့စဉ်းစားထားတာလေးတွေရှိပါတယ်ဒါလေးကိုပြောပြောချင်တယ်ဒါကြောင့် subscribe မလုပ်ရသေးသေးလို့ subscribe လို့ notification လုတ်ထားအမြင်အားကြည့်ပေးပြီးတော့နောက်လူတငယ်ချင်းကိုလည်း share ပေးခြင်းအပြင်အားပေးကြဖို့ပြောနေတယ်ဒီမှာဘယ်နည်းကိုချိုးချပြရတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်နော်